ဒါနဲ့ IDK လမ်းတော်ကုန်းဆိုတာက level တိတိကပညာရပ်တွေကိုတစုတစည်းတဲ့နေရာထဲမှာလွယ်လွယ်လပ်လပ်လေ့လာလို့ရအောင်လုပ်ပေးထားတဲ့မြန်မာသင်ကြားရေး platform တစ်ခုဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က IDK လမ်းတော်ကုန်းအသုံးပြုတဲ့အနေလေးကိုပြပြပေးမှာဖြစ်ပါတယ်။ IDK လမ်းတော်ကုန်းမှာပထမဆုံးအကောက်ဖောက်မယ်။ပြီးရင်တော့ကျွန်တော်တို့ကိုကြိုက်တဲ့ cost တွေကိုရှာမယ်။ပြီးရင် cost တွေဝယ်မယ်။ ပြန်လေ့လာဖို့လေ့လာနည်းကိုရှင်းပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်ဒီ platform ကိုတခြားသုံးပြီးတော့ corporate talent တွေကိုရှာလို့ရပြီဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ platform ကိုသုံးမဲ့သူတွေအနေနဲ့ဒီ video လေးကိုရအောင်ကြည့်ပေးတော့ပါ။အဲကျွန်တော်တို့ရဲ့ platform က phone တစ်လုံးရှိုံနဲ့တင်ကျွန်တော်တို့သုံးပြလို့ရတယ်။ phone ကနေပဲဖြစ်ဖြစ် computer ကနေဖြစ်ဖြစ်ကြိုက်သလိုသုံးလို့ရပါတယ်။ website ဖြစ်တဲ့အတွက်ကျွန်တော်တို့က chrome browser ကနေသွားပြီးတော့အဲဝင်လေရတယ်ပေါ့နော် browser တစ်ခုကနေဝင်မှာ။ Okay ကျွန်တော်ကတော့ chrome browser ကနေသွားပါမယ်။ chrome browser ကိုသွားလိုက်မယ်။သွားပြီးတော့ကျွန်တော်တို့ဒီမှာ idklan.com ဆိုပြီးရှာပါ။ ဒါဆိုရင်ကျွန်တော်တို့ရဲ့ website ထဲကိုတိုက်ရိုက်ရောက်သွားတယ်ပေါ့နော်။ Okay အဲ့လိုရှာလိုက်တဲ့အခါမှာကျွန်တော်တို့ကျွန်တော်တို့ website ထဲကိုတိုက်ရိုက်ရောက်သွားရင်ဆိုရင်လည်းကောင်းပါတယ်။ဒါကလေ website ထဲကိုတိုက်ရိုက်ရောက်မသွားဘူးဆိုရင်လည်းကျွန်တော်တို့ဒီထဲဆုံးမှာ ndklan.com ဆိုပြီးတော့ရှိပါတယ်။အဲ့ဒါဝင်လိုက်ပါ။ Okay အဲ့လိုမျိုးဝင်သွားပြီဆိုတာနဲ့ကျွန်တော်တို့ပထမအဆုံးလောရမှာတော့ကျွန်တော်တို့ account ဖောက်ရမှာဖြစ်ပါတယ်။ account မဖောက်ဘူးပဲ။ account မဖောက်ဖဲနဲ့လည်းကျွန်တော်တို့ဒီ website ကိုတုံးပြလို့ရတယ်၊ကြည့်လို့ရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ cost တွေကိုဒါကပတ်စံပေးပြီးတော့ဝယ်တော့မှာဆိုရင်တော့ account လေးတစ်ခုတော့ဖောက်မှပဲရမှာဖြစ်ပါတယ်။ account ဖောက်တာလည်းလွယ်လွယ်လေးပါဘာမှမခက်ပါဘူး။ အဲ့ဆိုအရင်ကောင်းကောင်းဖောင်းမယ်ဆိုရင်တော့ကျွန်တော်ဒီထိပ်က login ပါညာနှိပ်လိုက်ပါတော့ပြီးရင်တော့ကျွန်တော်တို့ဒီမှာကိုကတော့ sign up ကိုနှိပ်ရမှာဖြစ်ပါတယ်အကောင့်ဖောက်မှာဆိုတော့ဗောနိ sign up ကိုနှိပ်ပါပြီးရင်တော့ကျွန်တော်ဒီနေရာမှာ email ထည့်မယ်ပြီးရင်ကိုရဲ့မှာအဲဒီနေရာမှာကျွန်တော်တို့ဒီကိုရဲ့မှာနာမည်ထည့်မယ် email ထည့်မယ်ပြီးရင်ဖုန်းအဲဒီ password ဗောနော် password လေးထည့်လိုက်ရင်ရပြီပဲဖြစ်ပါတယ်ဆိုတော့နာမည်ကတော့ကျွန်တော်တို့ကိုရဲ့မှာနာမည်အပြည့်စုံပဲရေးလိုက်ပါကျွန်တော်ကတော့ဂျီဆိုးဝင်းဆိုတော့ဂျီဆိုးဝင်းလိုပဲကျွန်တော်ရေးလိုက်မယ်ပေါ့နော်နာမည်ပြည့်စုံရေးရတဲ့အကြောင်းတစ်ခုရှိရယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ တင်နှန်းရနေပြီးရောပေါ့နော်ဒီ website ကိုကျွန်တော်ဒီ account နဲ့သုံးတယ်ဒီနံပါတ်နဲ့သုံးတဲ့အခါမှာကဲလို certificate တွေပါထွက်လာရင်ဒီမှာထည့်ထားတဲ့နာမည်တိုင်းထွက်လာမှာဖြစ်လို့ပါဒါကြောင့်ဒီထဲမှာပေါက်ကဲနာမည်ထွက်လာရင်တော့ certificate မှာလည်းကိုယ့်ရဲ့ပေါက်ကဲနာမည်နဲ့ထွက်လာမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့ကျွန်တော်နာမည်ကိုကိုယ့်နာမည်အရင်နာမည်ထုတ်ထည့်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်ဒီညမှာ email ညမှာတော့ကိုယ်အသုံးပြုမဲ့ email ကိုထည့်လိုက်ပါ။ကိုယ်ကိုယ့်ဖုန်းထဲမှာရှိတဲ့ email ဆိုရင်ပို့ပြီးကောင်းပါတယ်။ဟုတ်ကဲ့နော်ဖုန်းထဲမှာရှိတဲ့ email တခုထည့်လိုက်မယ်။ပြီးရင်တော့ကျွန်တော်ဒီညမှာ အဲဒီဒီညမှာကျွန်တော်ဒီမှာ password ရေးရမယ်ပေါ့နော် password တော့ကျွန်တော်တို့ဒါသတ်မှတ်ချက်တော့မရှိပါဘူးရှင်းလုံးပြင်ရရပေါ့နော်အဲဆိုကျွန်တော်တို့ဒီ password အဲမမေ့အောင်လွယ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 ် password လောက်ထားလဲရတယ်ပေါ့နော်အောက်ကသူအောက်ကဒီ password ကကြာတော့ confirm ပြန်လုပ်ခိုင်းတာဖြစ်ပါတယ်ဒီဘွား password ကကျွန်တော်တို့1235ဆိုရင်လေဒီအောက်က password မှာလည်း1235ကိုရေးပြပါဟုတ်ပြီနော်အဲဆိုတော့ကျွန်တော်ကဒီမှာရှင်းလုံးရှင်းရမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ G1235 လို့ရေးထားတယ်ပေါ့နော်အောက်မှာလည်းကျော် G1235 လို့ရေးထားပါတယ်အဲဆိုတော့ဒီနှစ်ခုကမှန်မှလည်းရမယ်ပေါ့နော်နှစ်ခုက2မှဖြစ်မယ် အဲ့ဒါလေးပဲအဲ့ဒီဆင်ပဲပေါ့နော်ပြီးရင်တော့အောက်ကဒီ box လေးကိုကျွန်တော်တို့ agree and continue ကိုနှိပ်ရမှာဖြစ်ပါတယ် i agree ဆိုတဲ့အားလေးကို box လေးကိုမှတ်ချစ်ပေးပါပြီးရင်တော့ create account နှိပ်လဲပါအဲဒါဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့မ gmail စီကိုကိုယ့်ရဲ့မ gmail စီကိုကုတ်နံပါတ်လေး6လုံးပို့ပေးမှာဖြစ်ပါတယ်အဲ second ကတော့ကျွန်တော်တို့ဒီ10မိနစ်ရမယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့အဲ့ဒီ gmail စီကိုသွားလိုက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် gmail software တွေဝင်လိုက်မယ်โอเคကျွန်တော် gmail software တွေရောက်သွားပြီပေါ့ရောက်သွားပြီဆိုရင်တော့ကျွန်တော်ဒီမှာ idkland.idklamp ဆိုပြီးတော့ထိဆုံးမှာ email verification ဆိုပြီးရှိပါတယ်အဲ့ဒါဝင်လိုက်ပါအဲ့ပြင်တော့ကျွန်တော်ဒီမှာ verify number ပါတယ်ပေါ့နော်10ခွန်လေးခွန်5ပေါ့နော်ဟုတ်ကဲ့ပါတကယ်လို့ကျွန်တော်ဒီ email ကြမကြလောက်ဖြစ်နေတယ်ဆိုရင်ကျွန်တော်သွားစစ်ကမယ်နေရာလေးရှိပါတယ်အဲ့ဒါတော့ဒီဘက်ကအကြောင်းလေး၃ကြောင်းနှိပ်ပေါ့နော် ပြီးရင်တော့ကျွန်တော်ဒီရောက်ကလေးမှာလေကျွန်တော်ဒီမှာ span ဆိုပြီးရှိပါတယ်အဲ span folder ထဲကိုဝင်နေတတ်တယ်ဗျအဲ span လေးနှိပ်ကြည့်ပါအဲ့ထဲမှာကျွန်တော်တို့ဒီ idk lamp ဆိုပြီးတော့ name လေးနဲ့ကြာနေတယ်ဆိုရင်လည်း id ကအောင်နှိပ်ပြီးတော့ id code name လေးကိုရေးထည့်ရပါတယ်ဟုတ်ပြီနော် span folder လေးကိုတစ်ချက်စစ်ပေးကြည့်ပါခင်ဗျာနော်အဲဆိုဒီမှာကျွန်တော်ရေးလိုက်မယ်30 4 5ပြီးရင်တော့ profile email ကိုနှိပ်လိုက်ပါ ါဆိုရင်တော့ your email account has been successful ဆိုပြီးတော့ verify ပေါ့နော်ဖြစ်သွားပြီပေါ့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ account ရရပြီဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကိုသုံးထားတဲ့ gmail နဲ့ကိုသုံးထားတဲ့ password လေးကိုပဲမှတ်ထားပြီးပြီဆိုရင်ကျွန်တော်တို့ website ကိုဒီကောင်းနဲ့သုံးလို့ရရပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုတော့ပထမဆုံးဒီညမှာ browse all course ဆိုပြီးရှိရပေါ့နော်ဒါကိုနှိပ်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့ဒီ platform မှာလေ့လာလို့ရနေတဲ့ course တွေကိုလေ့လာကြည့်လို့ရမယ်ပေါ့နော်ပြန်ဒီမှာကျွန်တော်ဒီဘက်မှာဆိုရင်လည်းနောက်တဲ့ course တွေရှိသေးရေပေါ့เนาะကျွန်တော်ကျွန်တော်ကိုယ်တိုင်သင်ပြထားတဲ့ course တွေလည်းအကုန်လက်ရှိမှာထည့်ထားပြီးပြီပေါ့เนาะ အဲကျွန်တော်ထင်တယ်နောက်ထပ်နောက်ထပ်ကျွန်တော်တို့ဒီအချိန်တစ်ခုကြာလာပြီးနောက်မှာ cost တွေကအများကြီးဖြစ်လာတော့မှာပါအခုလက်ရှိအထိကတော့ကျွန်တော်တို့အဲသင်တန်းဆရာကျွန်တော်တို့ဒီသင်တန်း instructor အယောက်20လောက်ရှိနေပြီအဲဆိုတော့ cost 20လောက်ကတော့တရားတလောက်ရှိနေပြီပေါ့နော် level တိတိပါပဲကျွန်တော်တို့ဒီ CY ဘိုင်းတွေရောကျွန်တော်တို့ trade ဘိုင်းတွေအများကြီးပဲအများကြီးပဲပေါ့နော်လိုက်လေးလိုက်ကြည့်ပါနော်အဲဆိုတော့ကျွန်တော်တို့ထားပါတော့ဒါဒီ cost တွေကျွန်တော်တို့ကជីပြီးသွားပြီပဲထားပါတော့အဲ cost တွေသင်တန်းဒီဒီ website ရဲ့မှာအသေးစိတ်ကိုတော့နောက်ပြကြမှာပဲရှင်းပြပေးတော့မယ်နော်ခလောလောဆယ်ကျွန်တော်ဒီမှာ ဒုတိယတစ်ဆင့်အနေနဲ့ကျွန်တော်တို့ဒီမှာ cost တွေကိုဘယ်လိုဝယ်မလဲပေါ့ cost တွေဝယ်မယ်ဆိုရင်တော့အခုကခုန browser or cost ကိုနှိပ်လိုက်လို့ရတယ်လို့ဒီရောက်မှာအဲကြောင့်ဒီမှာ trendy cost ဆိုပြီးတော့လည်းရှိရပေါ့နော် trendy cost ဆိုတဲ့ဘေးမှာလည်းကျွန်တော် view of cost ကိုအရှိရအဲဒါကိုနှိပ်လိုက်ရင်လည်းရတယ်အဲဆိုကျွန်တော်ကအထပါတော့အခုကျွန်တော်ဒီမှာအင်္ဂလိပ်အာကျွန်တော်ဒီမှာပေါ့နော်အဲကျွန်တော် youtube class ကိုကျွန်တော် join နေနေပဲထားတာပေါ့နော် youtube class ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့ရင်တော့ကျွန်တော်ဒီမှာ join now ဆိုတာပေါ်တယ်ပေါ့နော်အဲ join now ဆိုတာလေးကိုနှိပ်ရမှာဖြစ်ပါတယ်အဲ join now ဆိုတာလေးကိုနှိပ် နေပြီးသွားရင်ကျတော့ဒီအသင့်ရောက်သွားပြီပေါ့နော်အဲ့ဆိုရင်တော့ process and checkout ဆိုတာလေးနေလိုက်ပါ ဒါပြီးသွားရင်တော့ကျွန်တော်တို့ငွေချေငွေပေးချေဖို့အတွက်ပေါ့နော်ကျွန်တော်တို့၃ခုရှိရပေါ့နော်ဒီညမှာဆိုရင်ကျွန်တော်တို့တင်အတနန်းမှာစကြရရပေါ့နော်ဒီမှာမြန်မာငွေနဲ့ကြည်ကြည်လို့လည်းရတယ်လို့ပေါ့နော်မြန်မာငွေဆိုရင်9000အဲဒီမှာထိုင်းဘတ်ဆိုရင်ဘလောက်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မြန်မာငွေရောထိုင်းဘတ်နဲ့ရောကျွန်တော်တို့ကြည်လို့ရတယ်တကယ်လို့ကိုကမြန်မာငွေနဲ့ပေးမှဆိုရင်တော့မြန်မာငွေပမာဏကိုအဲကျွန်တော်ဒီ KB ဆို KB ရနေလွှဲပေးဝေမန်နီဆို Women ကိုရွှေ့ပြီးရောဝေမန်နီကလွှဲပေးလိုက်ရင်ရပါပြီဆို KB ကိုနေလိုက်တာနဲ့ကျွန်တော်တို့ဒီကိုယ့်ရဲ့မှာဒီ profile အဲကျွန်တော်တို့ဒီအာဒီနံပါတ်တွေပေါ်လာမှာဖြစ်တယ်ပေါ့နော်အဲကျွန်တော်ဒီအကောင့်တွေဖြစ်တယ်ကျွန်တော်အကောင့်နံပါတ်တွေပေါ်မယ်အကောင့်နံပါတ်ပေါ်လာမယ်ဝေမန်နီဆိုလဲဝေမန်နီပဲပေါ့နော်ဝေမန်နီအကောင့်နံပါတ်ပေါ်မယ်အကောင့်နံပါတ်ပေါ်မယ်ပေါ့နော်ပြီးရင်ဒီမှာစကန်နေပါလေးဖတ်လို့ရမယ်နေရာပေါ်လာမယ်အိုကေအဲ့ဆိုကျွန်တော်ဒီမှာ KB နဲ့ပဲလွှဲထားထားပါတော့ပေါ့နော် KB နဲ့ကျွန်တော်ရွေးလိုက်တယ် KB မှာကျွန်တော်သွားလွှဲတယ်လွှဲပြီးတော့ဒီမှာစကွန်ရှော့ရလာတော့စကွန်ရှော့ကိုတင်လိုက်မယ်ပေါ့နော်အိုကေအဲ့မှာကျွန်တော်ဒီစကွန်ရှော့မှာ အဲကျွန်တော်တို့ဒီလေအာဒီ transition number ပါတယ်လေ transition number မှာနောက်ဆုံးကျွန်တော်တို့ကဏန်း6လုံးပေါ့နော်နှံအောင်လေးဒီမှာ transition number ဆိုတော့အဲ quarter မှာနောက်ဆုံးအဲ့ကျွန်တော် transition number အရှိလေးကကဏန်းနောက်ဆုံး6လုံးကိုမှန်အောင်ထည့်ပေးလိုက်ပါတခုလျှောက်ထည့်လိုက်မယ်နော်အဲကျွန်တော်တော့တခုထည့်လိုက်မယ်နော် okay ထည့်ပြီးသွားပြီပဲထားတော့ထည့်ပြီးသွားပြီဆိုရင်အောက်ကဒီ box လေးကိုအမှန်ကြည့်လိချစ်ပေးအဲဒါပြီးသွားရင်တော့ complete payment ဆိုတာလေးနေလိုက်ရရပဲဖြစ်ပါတယ်။ Okay အဲ့ဒါဆိုရင်တော့ကျွန်တော်ဒီရောက်မှာ complete payment ဆိုပြီးပေါ်လာရပဲဖြစ်ပါတယ်။ဆိုတော့အဲ့ complete payment ဆိုတာလေးကိုနေလိုက်ပါ။ โอเคဒါဆိုရင်တော့ကျွန်တော်တို့ခဏလောက်စောင့်ပေးပါကျွန်တော်တို့ဒီဘက်ကအဲဒီ admin admin ဘက်ကနေပြီးတော့ဒါငွေလက်ခံရရှိကြောင်းအတီးပြုတ်ပြီးသွားပြီဆိုတာ ਨੇ ကျွန်တော်တို့အဲရပြီပဲဖြစ်ပါတယ်လေးလာလို့ရပြီပဲဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ cost ကအဲလေးလာလို့ရပြီလားမရသေးဘူးလားဘယ်မှာသွားကြည့်ရမလဲဆိုရင်တော့ကျွန်တော်တို့အဲဒီဘက်ကအကြောင်းသုံးကြောင်းလေးနှိပ်ပြီးတော့ profile မှာသွားကြည့်လို့ရပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့မှာ အဲ့ဒီမှာ profile ဆိုတာကိုနှိပ်လိုက်ရတယ် profile အောက်မှာပေါ့နော်အဲ့ဒီအောက်မှာကျွန်တော်ဒီမှာ purchase history ဆိုတာရှိရဲအဲ့ဒါကိုတော့ကြည့်လိုက်ပါဒါဆိုရင်အခုလက်ရှိကတော့ panty ဖြိုပြီးဖြစ်နေပါတယ် panty ဆိုတာလေးက confirm ဆိုပြီးဖြစ်သွားပါလိမ့်မယ်โอเคပါဆိုတော့အခုဆိုရင်တော့ကျွန်တော်ဒီမှာ confirm ဆိုပြီးတော့ဖြစ်သွားပြီးဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ course လေးကိုကျွန်တော်တို့စပြီးတော့ကြည့်လို့ရပါပြီ ဒီမှာဆိုရင်လည်း my cost ဆိုပြီးရှိရဲ my cost ဆိုတဲ့နေ့လိုက်ရင်လည်းကျွန်တော်တို့ရဲ့မှာဒီမှာ cost ကိုစပြီးရောကြည့်လို့ရရွယ်ဖြစ်ပါတယ်အဲကျွန်တော်ဒီခုဆိုရင်ကျွန်တော် premium pro cost ကိုကျွန်တော်ဝယ်ထားတယ်ပဲထားပါတော့ဗောနော်အဲဆိုကျွန်တော်အဲ့ account တွေဝင်လိုက်မယ်ဝင်လိုက်ပြီးဆိုတာနဲ့ကျွန်တော်ဒီမှာ continue landing ဆိုပြီးရောရှိရဲ့ဗောနော်အောက်ကိုဆွဲချမယ်ဆိုရင်လည်းကျွန်တော်ဒီနေ့မှာ content တို့ instructor တို့ review တို့ရှိရဲ့အဲဆိုတော့ content နဲ့မှာကျွန်တော်သင်ခန်းစာတွေထည့်ထားတာဖြစ်ပါတယ်အဲဆိုရရည်ဗောနော် Continuity Land ကိုနှိမ့်ချလိုက်မယ်ဆိုရင်လည်းရတယ် Day 1ရှိမယ်အ Day 1မှာဆိုရင်ကျွန်တော် lesson ကအဲကျွန်တော်ဒီမှာ Day 1 Day 2အဲဒါဆို Day 9အထိရှိရပေါ့နော်အဲဆို Day 1မှာဆိုရင် lesson 3ပုံ Day 2မှာဆိုရင် lesson 4ပုံအဲ့လိုမျိုးကျွန်တော်ခွဲထားတာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ video file လေးကြည့်ကြည့်တူတရားနေကြည့်လို့ရမယ်ပြီးတော့ video file ကိုကိုကအားတဲ့အချိန်ပြန်ကြည့်ချင်တာမျိုးဒါမှမဟုတ်လည်း internet မရှိလို့ပြန်ကြည့်နေတာမျိုးဆိုရင်လည်းကျွန်တော် offline နဲ့ download ခွင့်ပေးထားတယ်ပေါ့နော်ခါလေးကြောက်လည်းကျွန်တော်တို့ chapter နေ chapter ဆိုပြီးခွဲထားရှိရဲဒါကတော့တစ်ခုနဲ့တစ်ခုမတူးပေါ့နော်သင်တန်းတစ်ခုနဲ့တစ်ခုကတော့ပုံမှန်ကတော့အတိုင်းလေးပါအဲ့ဆိုကိုစင်ပြတာကိုအတိုင်းပဲကြည့်လို့ရရပဲ ဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ကဒီမှာအဲဒီ instructor ဘယ်သူတင်တာလဲပေါ့နော် instructor တင်တာဘယ်သူတင်တာလဲဆိုကြည့်နေတယ်ဆိုရင်ဒီဘက်မှာ instructor ဆိုရှိရယ် instructor ဘယ်သူတင်တာသူပေါ့နော်ပြီးရင် review တွေပေးခြင်းလည်းဆိုလည်းပေးလို့ရတယ်ပြီးရင် certificate အနေနဲ့ထုတ်မယ်ဆိုရင်လည်းဒီနေရာမှာအဲကျွန်တော်အပုတ်ရေအကုန်လုံးကြည့်ပြီးသွားပြီဆိုတာနဲ့100%ဆိုပြီးရောပေါ်ပြီးရော certificate ထုတ်ယူလို့ရတဲ့နေရာလေးရောက်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့အဲ့ဒါရနောက်ကြမ်းမတရားပြပြပေးမယ်ပေါ့နော်လောလောဆယ်ရတော့ကျွန်တော်တို့က account fault နဲ့ပြီးရင်ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ cost တွေဝယ်တဲ့ပြီးရင်တော့ကျွန်တော်တို့အဲ cost တွေကိုလေ့လာတဲ့နေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲဆိုတော့နောက်ထပ်ကျွန်တော်တို့ ID IDK လမ်းတော်ကွင်းရဲ့မှာအဲဗီဒီယိုဒီမှာပြောပြပါမယ်